နာကေးမုံတိုင်းနဲ့ညောင်းပေါ့နော်ဒီရန်ကုန်ရောက်လာရပေါ့ဟောင်းဓမ္မရာလည်းဒီမှာကြော့ဒီကိုရောက်လာတယ်ပညာရှင်ကတော့ခုနကတည်းကအတက်က16နှစ်အတားနဲ့မက်ကင်စတန်ဟာအထယ်ကျုပ်ဆက်ယုံအမျိုးမျိုးမှာအသက်15နှစ်အရွယ်ကတည်းကလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။သူများအလို့သမားတွေလိုအဆောင်မနေဘဲ ောင်နှမ3ရက်စလုံးစူပေါင်းငှားနေကြတာဖြစ်ပါတယ်။3ရက်ငှားနေတဲ့အခန်းကတလကို6000ခွဲပေးရပါတယ်။အများဆုံးလူ4ရက်သာနေခွင့်ရှိပါတယ်။ကျမ်းမာရေးမကောင်းတဲ့ဖခင်ကိုလည်းရန်ကုန်မှာခေါ်ထားပြီး စေကူတာပေးနေရတာဖြစ်ပါတယ်။အိမ်သားကတော့6000တပတ်ကိုတနင်္ဂနွေပေးရဆိုရင်တော်တော်ကုန်တယ်တန်းဝင်းနှစ်တန်းလောက်ကုန်တယ်အဲချွတ်ချွတ်ချင်ချင်တုံးတာအဲ့လိုမျိုးအဲ့လောက်ကုန်တယ် ပဆန်တင်ထားတာဗောနော်ဒါဟိုမလောက်တဲ့ခါမျိုးကြဘေးရရှိရတာဗောအလုပ်တွေရရှိရမျိုးလည်းရှိတယ်ဘေးရရှိရလည်းရှိတယ်တသောင်းချင်း2000အတိုးပေးရတယ်1000တသိန်းချင်း2000ပေးရတယ်ဒါတိုင်းလိုလိုပဲအဲ့ဒီဒါတိုင်းလိုလိုပြရတာဒါတိုင်းလိုလိုပဲရှိရပါတယ်တလားတလားပုံမှန်မဟုတ်ပေမဲ့အချိန်ပိုကျင်းနေပါဆိုရင်နှစ်သိန်းနီးပါးလောက်ရတဲ့လတွေလည်းရှိပါတယ်မောင်မောင်သုံးအောင်စလုံးပေါင်းလိုက်ရင်တော့တလားကို၄သိန်းကျော်လောက်ဝင်ငွေရှိကြပါတယ် အခြေခံစားတော့ကုံသားငါးစီဟာတဖြည်းဖြည်းမြင့်တက်လာနေတဲ့အတွက်မက်ခင်ဆန်နာတို့လိုအတဲကျုပ်အလို့သမားတွေအတွက်ပိုထိခိုက်ရပါတယ်။ဈာတာပြောင်းလဲသွားတယ်3600တကူတော့ဆိုသိန်း1000လောက်ပဲရတယ်ဈာတာမပြောင်းတော့အခုဆိုရင်6000 5000 6000လောက်တက်သွားတယ်အဲ့ဆိုပြောင်းလဲသွားပေါ့တက်သွားတယ်လို့ပဲဈေးနှုန်းနေရာလည်းတက်သွားတယ်လေအကုန်လုံးတက်တယ်လေဘဲဥတလုံး170 200ရှိတယ်ကစုံရတစ်စီးနေကိုတော့100အခု300ရှိတယ်အာလူဈေးကြီးရယ်လေ ချိုမုံစနေမုံအကုန်လုံးဈေးကြီးညာစီဒါကတော့တဘူးရှိရပဲရှိရအခု1000ရှိတယ်လေအစစရာဈေးကြီးညာအားကြောင့်မလို့ပတ်စံများတာပဲရှိရလုံးဝမစူးမိဘူးဟောမောင်နှမတော့ဘူးတနေ့ကို9000လောက်တော့ကုန်တယ်နော်9000လောက်တော့ကုန်တယ်ပုံစိမ့်နှုံးတွေကလည်းတက်တယ်ဒါကတော့3000လောက်ပဲကုန်တယ်ချိုးချိုးချင်ချင်စားရတယ်ဗောနော်မောင်နှမလေးလောက်အောင်သုံးရတယ်ဗော9000လောက်2008နာခင်မုံတိုင်းတက်ခဲ့ချိန်မှာတော့မက္ကင်ဆန္ဒဟာလက်ဗုဒ္ဓမြို့နယ်တွေကကျေးရွာတစ်ခုမှာနေထိုင်သူဖြစ်ပြီးမုံတိုင်းထဲမှာ မိခင်နဲ့မောင်လေးနှစ်ယောက်ပျောက်ဆုံးသွားခဲ့ရပါတယ်။တနေ့ကျရင်ငွေစုနိုင်ပြီးကုန်စုံဆိုင်ကလေးတစ်ခုဖွင့်မယ်လို့စိတ်ကူးအိမ်မက်မှတ်ခဲ့ပေမယ့်အခုအသက်16နှစ်အရွယ်ထိတော့ငွေစုဆောင်မိတာမရှိသေးပါဘူး။ဈေးတက်လာနေတဲ့လူနေမှု စားသောက်ဈေးတွေကြောင့်ရတဲ့လောက်ခလာစားနဲ့သာရက်တည်နိုင်မှုစူးစမ်းနေရဆဲဖြစ်ပါတယ်။ပတ်စံစုမယ်ပေါ့။ပတ်စံစုမယ်စုပြီးတော့ပေါ့နော်။ကိုပိုင်လုံးလုံးမယ်အဲ့လိုမျိုးကိုပိုင်လုံးလုံးရှင်တယ်ပေါ့အဲ့လိုမျိုးလုံးနိုင်အောင်လဲစူးစမ်းမယ်ပေါ့အဲ့လိုမျိုး ဘူးဆိုဖိကျဲမာရေကောင်းသွားပြီဆိုတော့တလောက်9000တော့အဲ့လိုမျိုးစုပြီးတော့ဗောနော်ကုံစုံဆိုင်ပေါ့အဲ့လိုမျိုးစတိုးဆိုင်လေးပေါ့နော်ကုံကြောက်အဲ့လိုမျိုးစတိုးဆိုင်အဲ့လိုမျိုးပုံအစုံပေါ့မက်ကင်စန်နာတို့လိုလောက်အားကနှစ်သိန်းမရတဲ့စက်ရုံတွေလည်းအတော်များများရှိနေပါတယ်သူတို့လိုမောင်မမတွေစုစည်းနေထိုင်နိုင်လို့သာခုလိုဖခင်ကိုလည်းစောင့်ရှောက်ထားနိုင်တာဖြစ်ပါတယ်အတော်များများအလုသမတွေကတလကိုတသိန်းကျော်လောက်သာရတဲ့အတွက်မိသားစုကိုပြန်မထောက်ပံ့နိုင်သူတွေလည်းအများအပြားရှိပါတယ်ခင်ဗျာ